ားလုံးပဲမင်္ဂလာပါရောက်ပါပြီဒီ channel ကနေပြန်လဲကြိုဆိုပါရစေအဲ့တော့ကျွန်တော်စီစဉ်လေးမစားခင်ကျွန်တော်မိတ်ဆွေတွေဆက်ချမ်းသာအခုချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေအဲ့တော့ဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာတော့เนาะနှစ်ခုရှိတာပေါ့ပထမတစ်ခုကတော့ခင်ခင်ရဲ့အပေါ်စားမဲဆွယ်စည်းဝေးကြီးပေါ့เนาะအဲ့တော့ဟုတ်တယ်လို့လို့ထင်ပါဆိုလို့ကျွန်တော်ပြောမယ်ပေါ့ကုန်စည်နှုန်းနဲ့ပတ်သက်ပြီးတော့မှာကုန်စည်နှုန်းအဲကြောက်အောင်ဘလို့ပါညာပေါ့နော်လောက်ပြီးမဲ့ဆိုပြီးတော့မဲဆွယ်နေတဲ့ကိစ္စပေါ့နော်အဲ့ဒါလေးတွေကို ောသွားဖို့ရှိပါတယ်နောက်တစ်ခုကပါလဲဆိုတော့ main online တို့အုပ်စုကဒီ American နဲ့အပေါင်းပါပေါ့နော်လက်ရှိကျွန်တော်တို့ Cambodia ဘက်မှာလုပ်နေတဲ့စစ်စင်ရေးအလားတူပေါ့နော်ကျွန်တော်တို့မြန်မာပြည်တဲကိုဒီကင်ပီနယ်အဓိကကင်ပီနယ်ပေါ့နော်ကင်ပီနယ်တဲကိုဝင်ပြီးတော့မှစစ်စင်ရေးတရက်ဆင်နွှဲမှာကိုဒီကောင်နေတင်မလောက်ကြောက်နေပါအဲ့ဒီမနောက်ကြောင်းနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကမ္ဘောဒီးယားစစ်စင်ရေးကဘယ်အခြေအနေတွေရှိတယ်လဲဆိုတာကိုပြောသွားဖို့ရှိတယ် အဲ့ဒါကြောင့်မင်းအောင်နိုင်တို့အိုစုဘာဒီလုံနေတယ်လဲဆိုတော့ပြောတော့ကိုရှိရပေါ့နော်အခုတော့ကျွန်တော်တို့ခင်ကြီးအကြောင်းလေးစလိုက်အောင်အဲ့တော့ခင်ကြီးဘာပြောတာလဲနည်းနည်းလေးကျွန်တော်နားထောင်ကြည့်မယ်နော်ဒီနေ့တော့ကျွန်တော်တို့ရဲ့ manifesto မှာပါတဲ့အထက်ကလည်းကြာနေတဲ့ကိုပစီစဉ်တို့ကြာစင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေငယ်ဟိုဖြစ်ဆွဲပြောခြင်းပါကိုစင်းတို့ကြာစင်းအတွက်နံပါတ်၁လောက်ရမယ့်ချက်ကကိုစီစစ်စစ်မှုကိုမှန်ကန်မြန်ဆန်စေဖို့ဟာတာဖြစ်နေတဲ့အရာအလုံးကိုကျွန်တော်အားလုံးကိုဖယ်ရှားရှင်းနေပြပါမယ်ဒီလိုလုပ်လိုက်လို့ရှိရင် ကိုယ်စီစစ်သိမှုတွေကြံ့ကြာနေတယ်အပေါ်ကိုကြမှုတွေရှိနေတယ်ဒီကိစ္စတွေမှာယောနဲ့တက်တာသွားပြီးတော့ကိုယ်စင်းတို့တင်းတင်းကြဆင်းကိုထောက်ကူပြုမယ်လို့ယုံကြည်ပါတယ်อืมๆๆกองซีนงจะจ่างเอาไปเลยป่ะเนาะกองซีนงจ่างกระดิไปเลยป่ะกองซีนงจ่างเอาไปเลยสุบิกระดิไปเลยป่ะเปียอ่อแจ๊ดแดนนี่แหละพี่ตัวตะโบจ่าน่ะป่ะดีสกาเนี่ยเนาะ တဘောကြတာပေါ့အဲ့တော့ဘယ်လိုလုပ်မလဲသူနေဆက်ကုန်သွယ်ရေးတွေကိုဘယ်လိုဖွင့်နိုင်အောင်ကြိုးစားမလဲဘာညာပေါ့နော် age reset တွေနဲ့လုပ်မယ်လို့ပါလို့သူပြောသွားတာပေါ့နော်အဲ့တော့ပြည်သူအကြက်တဲ့နေရာလေဒီစကားကပြည်သူအသေးအသေးအဲပြည်သူအသေးခိုင်အောင်ကြိုက်တဲ့စကားပေါ့နော်အဲ့တော့ဟုတ်ပြီဒီစကားကဒီဂရိကိုဟာဘယ်လောက်ထိလက်တွေ့ကြတယ်လဲကျွန်တော်တို့တကယ်ပြည်သူတွေပြည်သူတွေရဲ့တကယ်အိတ်ကတ်တွေကိုရောက်မဲ့ဂရိကိုဝင်လာဒါမှမဟုတ်ခင်ရဲ့ တည်သူကိုလှည့်ပြတဲ့နိုင်ငံကြီးလှည့်ပြမှုတစ်ခုလားဆိုတော့ကျွန်တော်လက်တွေ့ချက်ချပြောပြမယ်အဲ့တော့ဘရမတစ်ချက်ကဘာလဲဆိုတော့ကမ္ဘာမှာကျွန်တော်တို့အတိတ်ကရှိခဲ့တဲ့ဈေးနှုန်းပေါ့နော်အတိတ်ကရှိခဲ့တဲ့ဈေးနှုန်းတစ်ခုကိုပြန်ပြီးကျသွားတယ်ဆိုတော့ထုံးစံမရှိဘူးထုံးစံကိုမရှိရနော်ဈေးနှုန်းကျတယ်ဆိုတော့ထုံးစံမရှိဘူးအဲ့တော့ကျွန်တော်တို့2020တုန်းကဒက်စီတလီတာဘယ်လောက်ကျွန်တော်450လောက်ရှိတယ်နော် ကဲကွန်စင်းတို့ကြောက်အောင်လုပ်မယ်ဆိုတော့ကောအဲ450အထိရောက်အောင်ဒီကောင်လုပ်ပေးနိုင်မှာစီဝိုင်းသဘောတရားရဲ့ဘလို့မှပြင်နိုင်ဘူးဗျာနော်စီဝိုင်းလောကမှာကွန်စင်းတို့ဆိုတာတစ်ခါတက်ပြီးလို့ရှိရင်အောက်ကိုပြန်ကြဖို့ဆိုတာခင်ဗျာနက်ပြီကအဲ့တချောင်းနဲ့လူကြီးကအဲ့တချောင်းနဲ့ခင်ဗျာထိတ်ချင်းတော့တိုက်ရင်တိုက်ကွန်စင်းတို့တက်ပြီးလို့ရှိရင်ပြန်ကြဖို့ဟာအလွန်အင်ပြန်မခက်ခဲတဲ့ကိစ္စပဲနော်အဲ့ကဘာတမိုင်းမှာကုန်စည်နှုန်းတွေလုံးဝပြည့်စည်သွားတဲ့ deflation ဆိုတာရှိတယ်။အဲ့ဒါ ဟိုပေါ့ဈေးနှုန်းအကြီးကျယ်ကျဆင်းမှုပေါ့နော်အဲ့တော့အဲ့လိုကာလာကလွဲလို့အဲ့ဒါကကမောက်ကမတွေဖြစ်ပြီးကြတယ်နော်ကမောက်ကမတွေဖြစ်အဲ့လိုကာလာကလွဲလို့အခုကျွန်တော်တို့ငွေကြေးဖောင်းဖွားမှုပေါ့နော်ငွေကြေးဖောင်းဖွားမှုကြောင့်ဈေးတက်ပြီးသားကုန်စည်နှုန်းကိုမူလာအတိုင်းဈေးပြန်ကြဖို့ဆိုတာခင်ဗျမရှိတလို့ပဲဘယ်နိုင်ငံမှကျွန်တော်တို့မတွေ့ဘူးကျွန်တော်ရှာကြည့်တာလည်းမတွေ့ဘူးပြနော်စဉ်းစားကြည့်ကျွန်တော်အချိန်ခံကြဆုံးတစ်ချက်ကိုကျွန်တော်ပြောပြဈေးနှုန်းတွေတက်လာတယ်ဈေးနှုန်းတွေတက်လာတယ်တက်လာတယ်တက်လာတဲ့အချိန်မှာဘာလုပ်ရလဲဆိုတော့ ဒီကျွန်တော် product တွေပေါ့နော် control လုပ်မှုလုပ်ငန်းတွေမှာရှိနေတဲ့ဝန်ထမ်းတွေကိုလစာတွေတိုးပေးရတယ်ဝန်ထမ်းတွေကိုလစာတွေတိုးပေးရအဲ့ဒီလစာတွေကတခါတိုးပြီးပြင်လစာပြန်ချလို့မရဘူးလေဗျာအဲ့ဒါကျွန်တော်အလွယ်ဆုံးဥပမာပဲနော်အဲ့ဝန်ထမ်းတွေကိုလစာတခါတိုးပြီးခင်ဗျာဘယ်မှာပြန်ချလို့ရလဲမရဘူးလေဗျာနော်အဲ့တော့တပီးသားလောက်အားကနဲ့အလုံးလုံးနေတာဖြစ်တဲ့အတွက်ကြောင့်မို့ကုန်ထုတ်လုံးနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲ့ဒီကုံထုတ်လုပ်မှုဈေးကအမြဲတမ်းတက်နေမှာပဲဒီအတိုင်းသွားနေမှာပဲဒါကိုပြန်လျှောက်ဖို့ဘလို့မမေ့ရဘူးလေအဲ့တော့ကုံစည်းလုံးကြားဖို့ဆိုတော့ तू ကလမ်းမဆက်တွေ့ရေလျှောက်ပြောနေတာဒါလောက်လမ်းမဆက်တွေ့ရေလောက်နာဒါလောက်ပဲတိတဲ့ကောင်လားမသိပါဘူးပြာနော်အဲ့လိုကောင်မျိုးတွေကခင်ဗျာကျွန်တော်တို့တိုင်းပြည်မှာအုတ်ချုံအောင်မှာနော်ကုံစည်းလုံးကြားအောင်လုပ်လို့မရဘူးပြာအဲ့တော့တကယ်နိုင်ငံရေးသမားတကယ်ကိုတိုင်းပြည်ကိုရှေ့ကိုမောင်းနေမဲ့သူတွေကရည်ရွယ်ချက်ကကုန်စည်နှုန်းကြောင်းခင်ဗျဘယ်သူမှမပြောဘူးပြောလို့လည်းမရအောင်အဲ့ဒါအယူဝဲယုံပါ ဲ့တော့ဘာလဲဆိုတော့ဒီကောင်ကြီးကကျွန်တော်တို့တိုင်းပြည်ကကျွန်တော်တို့ပြည်သူလူထုကိုအထင်သေးတာထင်သေးတာအာကောင်စိနှုံးကြောင်လုတ်ပေးမယ်လို့ပြောလိုက်ရင်ဟာသူကတော့ယုံပြီးတော့မှအဲငါ့ကိုတော့မဲပေးကြမှာပဲအဓိကကောင်စိနှုံးနေရာတက်နေတာအာတော့ငါကောင်စိနှုံးကြောင်လုတ်ပေးမယ်ဆိုပြောလိုက်လို့ရှိရင်တော့ဒါကတော့တော့ပြည်သူအသေးခိုင်းမဲ့စကလုံးပဲဆိုခင်ဗျားတို့ကျွန်တော်တို့အထင်သေးတာဗျာကောင်စိနှုံးကြောင်လုံးလို့မရဘူးတကယ်နိုင်ငံသမားနိုင်ငံရေးသမားစစ်စစ်တကယ်စီးပွားရေးပညာရှင်စစ်စစ် နော်စီးပွားရေးသမားတွေစီးပွားရေးကိုလက်မြင်တဲ့နိုင်ငံရေးသမားဆိုလို့ရှင်ကုန်စည်နှုန်းကိုအတိတ်ကိုပြန်ရောက်ဖို့မဟုတ်ဘူးပြန်ရောက်ဖို့ပြောလို့မရဘူးအဲ့ဈေးနှုန်းအဲ့တက်နေတဲ့နှုန်းကိုထိမ့်ချုပ်ပြီးတော့မှတည်ငြိမ်တဲ့အခြေအနေတစ်ခုမှာရပ်တန့်အောင်လုပ်ပေးရတာအဲ့ဒါမှအစိုးရကောင်းပြအဲ့လိုတည်ငြိမ်တဲ့အခြေအနေတစ်ခုမှာဒီကုန်စည်နှုန်းကရပ်တန့်သွားပြီးတော့မှဘယ်ဟာတက်လာမလဲဆိုတော့ကျွန်တော်တို့ရဲ့ငွေကြေးတန်ဖိုးတက်လာမယ်အဲ့လိုလုပ်ရတာ ခင်ဗျာယူနေရခင်ဗျာရှောက်ပြောနေကုံစင်းလုံးကြောက်အောင်လုပ်ပြင်မယ်အဲ့ဒါကြောင့်ပြောတာဗျာနော်ခင်ဗျားတို့ကျွန်တော်တို့ဒီစစ်အုပ်စုကကောင်းနေတိတ်ထင်သေးတာတိတ်ထင်သေးတာအဲ့ဒါကိုအကျုပ်တို့ကမခံနိုင်တာမင်းတို့ကောင်းနေငါတို့အဲ့လိုထင်သေးရလားဆိုတော့မခံကြီးမခံတာဖြစ်တာခင်ဗျာအဓိပ္ပာယ်မရှိတာနော်တကယ်နိုင်ငံရေးသမားစစ်စစ်တွေကဒီစကားမျိုးပြောကုံစင်းလုံးကြောက်အောင်လုပ်ပြင်မယ်အဲ့ယူလို့ပြောတာဗျာကုံစင်းလုံးကြောက်အောင်လုပ်ပြီးလို့မရဘူးကိုယ်စင်းလုံးကိုတည်ငြိမ်အောင်မဲလုပ်ပြီးလို့ရတယ်ကျွန်တော်အပေါ်မှာဥပမာပြောခဲ့ပြီးပြီ ဖျောက်လိုက်ကိုသေးလုံးတွေတက်နေတက်နေလို့ဝန်ထမ်းတွေကိုလာစာပို့ပေးရတယ်အဲဒီဝန်ထမ်းတွေကိုလာစာပို့ပေးရတဲ့အတွက်လို့လောကမြင့်တက်လာတဲ့ကကုံထုံးလုံးမကုံကြစေကြလည်းပို့ပြီးမြင့်တက်လာတယ်ဒါဒါအခြေခံကြလို့ပြောတာအဲဒီအတွက်ကြောင့်မို့လို့ကုံသေးလုံးချအောင်ချဖို့အတွက်ကုံထုံးလုံးမှုစည်းရဲ့ခင်ဗျာရှော့ချဖို့အတွက်ကိုခင်ဗျားတို့အဲဒီဝန်ထမ်းလာစာကိုခင်ဗျားတို့ရှော့ချလို့ရလားမရဘူးအတီးတိုင်းမတော်ရအဲ့တော့ဘာလုပ်ရလဲကုံသေးလုံးတည်ငြိမ်အောင်လုပ်ရတယ်ကုန်စည်တော့တည်ငြိမ်ပြီးတော့မှမိမိရဲ့တိုင်းပြည်ရဲ့ဝင်ငွေနော် GDP ကိုတက်အောင်လုပ်ရတယ်ငွေကြေးတန်ဖိုးမြင့်လာအောင်လုပ်ရတယ် အဲ့ဒီမှာကုံစင်းတို့ကတည်နေနေငွေကြေးတက်မှုကမြင့်လာတဲ့အချိန်မှာပြည်သူက၆နေလာတယ်ဒါပဲအဲ့တော့အတူရောက်ပြောရရင်ဒီကောင်တွေကကုံစင်းတို့ကြောက်အောင်လုပ်ဖို့ဆိုအတိတ်ကိုပြန်ရောက်ရေးစကားဟာအင်တန်မအပေါ်စားဆန်တော့နေအင်တန်မယွန်စရာကောင်းနေဒါခင်ဗျားတို့ကျွန်တော်တို့ကိုအထင်သေးပြီးတော့မှနိုင်ငံကြီးလိမ်လည်မှုတစ်ခုလုပ်တာလက်တွေ့စီးပွားရေးရန်နေရလုံးဝမဟုတ်ဘူးဘယ်လို့မှလည်းမဖြစ်နိုင်တော်တော်ရုံးပါတဲ့လူတွေနော် အဲ့တော့ကျွန်တော်တို့တောသူတောင်သားတွေကတော့ထင်ပါပေါ့ဟာခင်ကြီးတက်လာလို့ရှင်တို့ကုံစင်းတို့တော့ကြာတော့မယ်လားအိမ်မက်မက်နေနဲ့မကြဘူးညာကုံစင်းတို့ကြာရုံထုံးဆံမရှိဘူးเนาะအဲ့တော့ကုံစင်းတို့တက်တဲ့မူလစင်မြစ်ကဘာလဲဆိုရှာရတယ်အဲ့မူလစင်မြစ်ကိုတွေ့တော့မှအဲ့စင်မြစ်ကိုဖျက်ရမယ်အဓိကနံပါတ်၁ကဘာလဲဒေါ်လာဈေးကျွန်တော်တို့ဒေါ်လာဈေးကကျွန်တော်တို့အမေစုလက်ထက်တုန်းကအာနာမသိန်းခင်မှာ1300အဲ့ဒီကနေပြီးတော့အခု9000ဝန်းကျင်ဖြစ်သွားပြီဒေါ်လာဈေးခုန်တက်သွားပြီ ကုန်တက်တဲ့အတွက်ကြောင့်မို့လို့ဒေါ်လာနဲ့ဝယ်ရတဲ့ပစ္စည်းအကုန်တက်ပြီအတက်စီဈေးလို့ပါတော့เนาะဈေးလို့အစသဖြင့်အကုန်တက်ပြီနော်ဟောတက်သွားတယ်တက်သွားတော့ဒါတွေကဆက်ဆက်နေရနော်ဒိုမီနိုတွေဆက်ဆက်နေဆက်ဆက်နေရဖြစ်တဲ့အတွက်ဒီဟာကကျန်တဲ့ဟာတွေကအကုန်လုံးလိုက်တက်ရတယ်နောက်နံပါတ်2တခုကစီဝိုင်းနေပဲစီဝိုင်းယုံကြည်မှုပြည့်စည်တာပေါ့နော်နိုင်ငံရေးမတည်ငြိမ်ဘူးနိုင်ငံရေးမတည်ငြိမ်ဘူးအာဏာသိမ်းနေတယ် တနိုင်ငံလုံးစင်ပြီးဖြစ်နေတယ်။မိရေတောင်းနေတယ်။လမ်းတွေပိတ်ဆို့နေတယ်။တနိုင်ငံလုံးကအဲ့လိုဖြစ်နေတဲ့အခြေအနေ။နောက်လက်ရှိတိုင်းပြည်ကိုချုပ်ကင်ထားတဲ့ကောင်တွေကလည်းဘာပညာမှမတတ်ဘဲနဲ့ဟိုဗဟိုဗန်တိလျှောက်ပြီးတော့မှနော်ဝင်ဆွတ်ဖတ်နေတဲ့စာမတတ်ပေမတတ်ပညာမတတ်တဲ့ကောင်တွေဖြစ်နေတဲ့အတွက်ဘာဖြစ်လဲဆိုဥပဒေမခိုင်မှာတော့အမျိုးဆောင်လို့တော့မှာအဲ့တော့ဘာဖြစ်လဲဆိုတော့ရင်းနှီးမြှုပ်နှံမှုတွေကတော်ပြီကွာသူတို့တော့ဘာအကာအကွယ်မှမရှိဘူး မရှိတော့တော်ပြီဆိုရင်ရင်းနှီးမြှုပ်နှံမှုတော့အကုန်ထွက်သွားတယ်။နောက်တစ်ခုကပါလဲဆိုတော့နိုင်ငံရေးရှင်ချင်းမှုကချွတ်ချုံကြတယ်။နိုင်ငံရေးရှင်ချင်းမှုကလုံးဝပြတ်စီနေတယ်။ပြတ်စီနေတဲ့အတွက်ကြောင့်မို့လို့ဒီရင်းနှီးမြှုပ်နှံမှုတွေအကုန်ထွက်သွားတယ်။အဲ့ဒါကြောင့်မို့လို့ပြည်ပပုံကကျွန်တော်တို့ပို့ပုံအကုန်လုံးယော့သွားတယ်။အဲ့တော့ပို့ပုံယော့သွားတဲ့အတွက်ဝင်ဝင်ယော့သွားတယ်။ဒေါ်လာမရတော့အဲ့မှာဘာဖြစ်လာလဲဆိုတော့ပတ်စံကဒေါ်လာကန်းချောက်လာတဲ့အခါမှာပြည်သူတွေကဘူဝန်နဲ့ဘန်နေပေါ်မှာယုံကြည်မှုပြတ်ပြားလာတယ် ဒါပဲစီးပွားရေးကြာဆင်းမှုပါဆက်ဆက်နေရနော်ဆက်ဆက်နေရဒါတခုပေါ့အဲ့တော့နောက်တစ်ခုကပါလဲဆိုတော့အဲ့ဒါအရေးကြီးဆုံးပဲနော်ဒီကုံစင်းလုံးတက်ရခြင်းရဲ့အရင်းမြစ်အရေးကြီးဆုံးပဲလက်ရှိအာဏာကိုထိန်းချုပ်ထားတဲ့အဖွဲ့အစည်းနဲ့ခင်ဗျားတို့အခုအကျိုးစီးပွားနဲ့ဆက်ဆက်နေရခင်ဗျားတို့ကြံ့ခိုင်ပါတီပဲအခုဒီလေဒီလိုအချိန်လေးမျိုးစီးပွားရေးပြက်အောင်လုပ်ခဲ့တာခင်ဗျားတို့အခုစစ်တပ်နဲ့ခင်ဗျားတို့ကြံ့ခိုင်ပါတီပဲခင်ဗျားတို့ကပြဿနာကိုကိုယ်တိုင်ဖန်တီးခဲ့သူတွေက ပြန်ပြီးဖြည့်ရှင်းပေးရမယ်လို့ပြောလာတာဒါကခင်ဗျားတို့လူလူကိုခင်ဗျားတို့အထင်သေးပြီးတော့လိန်ညာနေတာလှည့်ပြားနေတာဗျာနော်ဒီတက်မဟုတ်ဘူးအဲ့တော့ကုံစင်းဘုံကြဖို့မပြောနဲ့ကုံစင်းလုံးတည်ငြိမ်ဖို့ခင်ဗျားတို့အရင်ကြိုးစားပါကုံစင်းလုံးကြဖို့မရှိဘူးဒါပေမဲ့ခင်ဗျားတို့ကလည်းကြိုးစားမှာမဟုတ်ပါဘူးနော်ခင်ဗျားတို့ဒါလျှောက်ပြောတာခင်ဗျားတို့ပါဇက်ရှိတိုင်းလျှောက်ပြောတာနော်အဲ့တော့ကုံစင်းလုံးတည်ငြိမ်ဖို့ဆိုရင်ခင်ဗျားတို့နိုင်ငံတကာယုံကြည်မှုရဖို့လိုတယ်ဒေါ်လာဝင်ငွေအများကြီးရဖို့လိုတယ်အဲ့တော့ဒါတွေရဖို့ဆိုလို့ရှိရင်ခင်ဗျားတို့ဘာလုပ်ရလဲဒီလိုတွေပြန်ဖြစ်လာဖို့ဆိုလို့ရှိရင် အခုခင်ဗျားတို့လက်ရှိရှိနေတဲ့နေရာနဲ့ခင်ဗျားတို့ဖယ်ပေးလိုက်တော့ခင်ဗျားကိုယ့်နေရာကိုသွားနေတော့ခင်ဗျားတို့ခိုးလဲခိုးပြီးခိုးလို့လဲဝါနေနော်ခင်ဗျားတို့ဘောရမှာဘာမှမလို့တော့ဘူးခင်ဗျားတို့လွန်လုံးနေခင်ဗျားကိုလုတ်ထားတဲ့ပြဿနာကိုနားပြီးလူလူကိုကိုယ်စင်းလုံးချပေးမယ်ကိုယ်စင်းလုံးကြအောင်လုပ်ပေးမယ်ဆိုပြီးတော့မှအပေါ်စားခင်ဗျားအောက်တန်းစားနိုင်ငံရေးသမားတွေနော်အပေါ်စားစကားတွေနဲ့ရှောက်ပြောတယ်ဟမ်ပြီးတော့ရှိပါသေးတယ်ခင်ဗျားတို့ဘာအဲကြက်ခံရရဟာခင်ဗျားတို့ကြက်ခံရရပဲအကျွေးမဲ့အနာကအကျွေးမဲ့အနာကဟောကျွေးကြော်တယ်နော် မတို့ပါတီဝင်တွေကိုယ်တိုင်ကအကျွေးကင်းလို့လားတေချာလဲစဉ်းစားကြည့်ပါဦးနော်ကျွန်တော်တို့ကြားရတဲ့သတင်းတွေအရနော်အရင်တော့နန္ဒလာမြင့်တို့ဘာလို့ဆိုလို့ရှိရင်နော်ပါတီခမရတို့ပါတီရံမှုတွေကျပ်သိန်း2000လောက်ရှိတယ်နော်အဲ့ဒါကအကျွေးတွေရှိတယ်နော်နောက်တိုင်းဆိုရစီကလည်းကျပ်4ဘီလီယံလောက်အထိအကျွေးတွေရှိတယ်နော်အဲ့ဒါအချက်လက်တွေကကျွန်တော်တို့သိနေဟင်ခမရတို့တကယ်တော့လူလူမှုအကျိုးထက်ပါတီအကျိုးခမရတို့ရဲ့ကိုကျိုးစည်းဘွားနော် ဒါတွေကိုပဲခင်ဗျားတို့ဦးစားပေးရလို့ခင်ဗျားတို့ကိုယ်တိုင်တော့အကျွေးမကင်းသေးပဲနဲ့နိုင်ငံသူနိုင်ငံသားတွေကိုကုန်စည်လုံးကြအောင်လုပ်ပေးမယ်အကျွေးကင်းအောင်လုပ်ပေးမယ်ရှောက်ပြီးတော့ပေါက်လို့ပေးစားရှောက်ပြောနေတာနော်ဟမ်အဲ့တကယ်တော့ခင်ဗျားတို့ကအာဏာရလာတဲ့အချိန်မှာနိုင်ငံရဲ့ဘန်နာကိုစီမံခန့်ခွဲအသုံးပြုပြီးတော့ခင်ဗျားတို့အုပ်စုအကျိုးအတွက်ကြည့်မယ်ဆိုတဲ့သဘောပဲနော်မောင်ခင်ကြီးရဲ့မယူးနေလို့တာခင်ဗျာကျုပ်တို့ကမယူးဘူးဗျာနော်ခင်ဗျားတို့ YouTube portal တွေနဲ့ရှောက်ပြောနေတဲ့ဇာတ်ကတော့ကျုပ်တို့ကမယုံဘူးနော်ဘလို့မှအတိတ်ပဲမရှိတဲ့ဇာတ်ကပုံစင်းလုံးကြောက်အောင်လုပ်ပေးမယ်ဆိုတော့ ထင်ရှားတဲ့တာရကတွေရှိတယ်။ဇင်ဘာဗွေတို့ဗင်နီဇွဲလားတို့အဲ့နိုင်ငံတွေမှာငွေကြေးတန်ဖိုးတော့မပြတ်စီသွားတယ်။ငွေကြေးတန်ဖိုးပြတ်စီတဲ့အဆင့်ထိကိုရောက်သွားတယ်။ဘလို့မှထိန်းချုပ်လို့မရတော့ဘူး။ဘလို့မှမလုပ်လို့မရတာအဲ့လိုအခြေအနေမျိုးတွေရောက်သွားတယ်။အဲ့တော့အဲ့လိုအခြေအနေမျိုးရောက်သွားတဲ့အချိန်မှာဒီငွေကြေးဈေးနှုန်းတွေကမူလာတိုင်းပြန်မကြတော့ဘူး။ပြန်မကြတော့ဘဲနဲ့နောက်ဆုံးခါပြန်လောက်ရတယ်။နိုင်ငံသားငွေကိုအသုံးပြုရတဲ့စနစ်ကိုပြောင်းလဲပြီးတော့မှလောက်ရတယ်။နောက်တစ်ခါငွေကြေးအစ်စ်တွေရိုက်ထုတ်ရတယ်။ငွေကြေးအစ်စ်ဆိုတာ currency reform ပေါ့ဗျာအရင်တော့ဥမာအဲဒီတကြက်တန်ပေါ့အရင်တော့ကျွန်တော်တို့ဘူချုပ်ခစ်ကကျွန်တော်ဥမာပြောရရင်ဘူချုပ်ခစ်ကတကြက်တန်ပေါ့နော်ဘူချုပ်ခစ်ကတကြက်တန်ကင်တဲ့သူကအခုအစ်စ်ထုတ်တဲ့တပေါင်းတန်နဲ့ညီရယ်ဆိုပြီးတော့မှအဲ့လိုမျိုးလေနော် currency reform နဲ့အဲ့လိုပြန်လုပ်ရတယ်အဲ့လိုမျိုးပြန်လုပ်ရတဲ့အနေအထားမျိုးအဲ့တော့ပြောချင်တာကဘာလဲဆိုတော့ကုန်စည်တော့ကြောက်အောင်လုပ်လို့မရဘူးဆိုတော့ပြောချင်တာ အဲ့တော့ဒီအယူပြောအယူယုံအယူကပွန်းဂျုံပေါ့ဗျာနော်အဲ့တော့ပြီးတော့အကျွေးကင်းအောင်လုပ်မယ်ကိုကိုတိုင်းအကျွေးမကင်းတဲ့ကောင်တွေကအကျွေးကင်းအောင်လုပ်မယ်အဲ့တော့ရှင်းရှင်းလေးပဲကျွန်တော်တို့ဒီကောင်တွေကကျွန်တော်တို့တိုင်းပြည်အာဏာကိုရအောင်ယူမယ်ပြီးရင်ခိုးမယ်ဒီကောင်တွေရအောင်ခိုးမယ်ဒါပဲအဲ့တော့ကုံစင်းတို့ကြာစင်းရေးဆိုတဲ့စကားလုံးနေနဲ့ခင်ဗျားတို့ကျွန်တော်တို့မဲဆွဲမယ်ဒါပဲနော်အဲ့တော့ဒါကဘာလဲဆိုတော့စီးပွားရေးအခြေအနေကိုလက်တွေ့ကြကြဖြည့်ရှင်းမှုမဟုတ်ဘူးဆိုတော့ခင်ဗျားတို့သိစေချင်တာအဲ့တော့တိရကျွန်တော်မိတ်ဆွေတွေကတော့တော်တော်များသိပါတယ်နော် တော်တော်များများကပညာတတ်တွေများတယ်လို့ကျွန်တော်ကတော့ထင်တယ်เนาะဒါပေမဲ့တောသူတောင်သားတွေအနေနဲ့ကြတော့ဟုတ်တယ်လို့လို့ပေါ့เนาะသူပြောရတယ်အော်အေးဒီလမ်းနေပွင့်လို့ရှိရင်ဒီလိုမျိုး X-ray ထားမှာပါညာပေါ့เนาะကုန်စည်လုံးကြောက်အောင်လုပ်ပေးမယ်အစိုးရကကုန်စည်လုံးကြောက်အောင်လုပ်ပြီးလို့မရဘူးကုန်စည်လုံးတည်ငြိမ်အောင်ပဲလုပ်ပြီးလို့ရအဲ့ဒါကတည်ငြိမ်အောင်လုပ်ဖို့ဆိုတော့လေအရေးအသွေးပြေဝနေတဲ့အစိုးရဖြစ်မှာဖြစ်တာအဂရီလိုက်စားမှုတွေနည်းရမယ်တိုင်းပြည်ကဖွံ့ဖြိုးတိုးတက်မှုကောင်းရမယ်ကုန်ထုတ်လုပ်ငန်းတွေတိုးတက်ရမယ်အများကြီးပေါ်ပြားတော့ဆက်ဆက်နေတာအများကြီးပဲအဲ့တော့နောက်ပြီးတော့တိုင်းပြည်ကတည်ငြိမ်ရမယ် ဓိကတိုင်းပြည်တည်ငြိမ်အောင်နော်အာနာရှင်မဖြစ်ရအောင်အဓိကအဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာဒါဒီဒီချက်လက်တွေမပြည့်စုံဘူးねခင်ဗျဒီကောင်ပြောနေတာငပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာတိုက်တွန်းနေတာကကျွန်တော်ပြည်သူတရားလုံးအနေနဲ့နော်အခုဒီလိုမျိုးကလိန်ကကြက်လှုပ်ပြီးတော့မှရွေးကောက်ပွဲကိုအတုံးပြူပြီးလူလူထောက်ခံမှုရအောင်လုပ်နေတဲ့ကောင်တွေကိုမင်းမပြုတ်လို့ရတယ်ဒီကောင်တွေက ကျွန်တော်တို့ကိုအတုံးချပြီးတော့မှလှည့်စားမယ်လှည့်စားပြီးတော့မှတို့တရားဝင်မှုလုပ်ပါလိမ့်မယ်နော်အဲ့တော့ကျွန်တော်တို့ကမဲယုံတွေကိုသွားပြီးတော့မှမဲပေးစရာမလိုပါဘူးနော်မဲမဲမပေးခြင်းဖြင့်ကျွန်တော်တို့ဒီကောင်တွေပြန်တွန်းလှန်မှုလုပ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့မဲယုံသားကိုရောက်သွားယုံနဲ့သူတို့ရဲ့ရည်ရွယ်ချက်တွေကိုအကောင့်ထဲပေါ်ရင်းနေရာမှာသွားပြီးတော့မှကူညီပေးသလိုဖြစ်ပါလိမ့်မယ်နော်နောက်တစ်ခုကပါလဲဆိုတော့ကျွန်တော်တို့မဲပေးပေးမပေးပေးပေးသည်ဖြစ်စေမပေးသည်ဖြစ်စေဒီမဲရလက်ကသူတို့ကြိုးတင်ပြင်ဆင်ပြီးသားပဲ ဒီအတွက်ကြောင့်မလို့သူတို့လိုချင်တဲ့ရလည်းပဲထွက်ပေါ်လာမှာဆိုတော့အားလုံးကလည်းသိပြီးသားဒါကြောင့်ငါတို့ကုံစင်းတုံးကြဖို့မပြောနဲ့နိုင်ငံရေးခွင့်ရေးတော်မှာပြန်မရနိုင်ပဲနဲ့ကျွန်တော်တို့တော့ပြန်မခံပြီးတော့မှာနော်သူတို့လှည့်စားမဲ့မဲယုံဘာသွားလို့မလဲနော်ဟုတ်တယ်မလားအဲ့တော့ကျွန်တော်တို့ပြည်သူလူထုအမှန်တကယ်စစ်မှန်တဲ့ဆန္ဒကိုပြသဖို့ရာအဲ့ဒီရွေးကောက်ပွဲမှာမဲပပေးခြင်းပဲနေခြင်းသာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီဒီနေရာမှာပြောချင်ပါတယ်နော် အဲ့တော့မဲရုံကိုလုံးဝမသွားပါနဲ့ရွေးကောက်ပွဲကိုအတိမမပြုတ်ကြအောင်ကျွန်တော်တို့ပြည်သူလူထုတည့်ရလုံးကစူပေါင်းပြီးဆန္ဒပြပွဲကိုကဘာတိမြင်အောင်ကျွန်တော်တို့ပြဖို့လိုအပ်ပါတယ်။ဒါကမဲမပြေးဖို့ထပ်ပြောတာပေါ့နော်။မဲမပြေးဖို့ကတော့ကျွန်တော်ကြုံတိုင်းပြောမှာပါနော်။အဲ့ဒီကောင်းကြီးရွေးကောက်ပွဲမပြီးမချင်းကျွန်တော်မဲမပြေးဖို့ကြုံတိုင်းပြောမှာကျွန်တော်တယောက်ရရနှစ်ယောက်ရရကျွန်တော်ပြောမှာ။နော်မဲမပြေးချင်းကတကယ်ကျွန်တော်တို့ရဲ့လက်တက်မဲ့နော်။အာအနည်းရဲ့အကင်းဆုံးဆန္ဒပြမှုပဲဗျာနော်။အဲ့တော့ဒီကောင်းကြီးကအင်တန်မအကြောက်တရားကြီးပါတယ်။ ော်တော်ကြောက်တတ်တဲ့ကောင်တွေပေါ့နော်ပြောရလို့ရှိရင်ကျွန်တော်တို့ကိုကြောက်အောင်ဘာကြောင့်ဖျဲချောက်လဲဆိုတော့သူတို့ကိုယ်တိုင်ကြောက်လို့ပါသူတို့ကိုယ်တိုင်အကြောက်တရားကြီးစိုးနေလို့ပါအခုဘယ်လောက်ထိကြောက်နေလဲဆိုလို့ရှိရင်ဟိုကမ္ဘောဒီးယားမှာဖြစ်နေတဲ့ကြားဖြတ်ဟိုကမ္ဘောဒီးယားမှာဖြစ်နေတဲ့ကြားဖြတ်စစ်စင်ကြီးအဲ့ဒါနဲ့ပတ်သက်ပြီးတော့မင်းအောင်နိုင်ဟောပါဥပမာဗာလဲလမ်းပြားတော့မှာပစင်းလာတာကြီးကန်ချီထွက်တယ်ဆိုအေးအဲ့လိုဖြစ်နေမင်းအောင်လားအဲ့လိုဖြစ်နေတော့ချီထွက်နေတယ်ကြောက်ချီပန်းနေတယ်နော်ဟိုဘက်မှာအတကုံကျိတ်နေတာ เนาะ try ရအတကုံကြိတ်နေအဲ့ဒါဒီကောင်ဒီဘက်မှာတော်တော်ကြောက်နေအဲ့ဒါကြောင့်မနေရတော့ညအထီကိုညဘက်ကြီးကိုခင်ဗျားအမအဆောက်အဦတွေကိုမိုင်းခွဲပြီးတော့မှဖြက်စီးပြင်နေတာသူကလူမမရှိတော့တာဗျာကျွန်တော်ပြောတာเนาะလူမရှိတော့တဲ့အဆောက်အဦတွေကိုဘာကိစ္စနဲ့မိုင်းခွဲပြီးဖြက်စီးရမှာအဆောက်အဦအကောင်ကြီးကြီးဗျာစဉ်းစားကြည့်နော်အဆောက်အဦအကောင်ကြီးကြီးအားလုံးလည်းသိနေတာတက်တာတွေကအကောင်ကြီးဆိုအဲ့ဒီမှာလူရှိနေတာလည်းမဟုတ်ဘူးเนาะဘယ်သူမှရှိနေတာလည်းမဟုတ်ဘူး ကဲဟိုတိုက်တိုက်ခိုက်ပြီးတော့မှအဲ့ထဲကိုအာအမြောက်တွေပါတိုင်းနဲ့ထုထက်ပြီးတော့မှဝင်ပြီးတော့တင်းရတယ်စီးရတယ်ဆိုရင်တော့ထားတော့ဗျာအကုန်လုံးလူတွေကထွက်သွားပြီတယောက်အောင်မှလည်းမရှိတော့နော်အဲ့ဂျားမြန်ခေါင်းဆောင်ဆိုတဲ့ကောင်တွေတရုတ်တွေကိုလည်းသူတို့ကခေါ်ထိမ့်သိမ့်ပြီးတော့မှသူတို့ဖွက်ထားပြီနော်အဲ့မှာအလုံသမားတွေဆိုတဲ့ကောင်တွေကတော့အကုန်လုံးနေထုတ်ပြီးပြီဘသူမှမရှိတော့တဲ့ဒီအဆောက်အဦးကိုသွားပြီးဘုံခွဲပြီးတော့မိုင်းခွဲပြီးဖျက်ဆီးတယ်ဆိုတော့ခင်ဗျဒီကောင်တွေရဲ့ကြောက်စိတ်ကဘယ်လောက်ကြီးမားနေလဲခင်ဗျစဉ်းစားကြည့်အဲ့မနေ့ကညတုတ်သွားတယ်နော် တော်တော်ကိုကြောက်နေတာပဲကျွန်တော်ကတော့ချစီကျင်တယ်အမေရိကန်ကိုအခုကမ္ဘောဒီးယားမှာလုပ်တယ်လို့ကျွန်တော်လုပ်စီကျင်တယ်နော်အဲ့တော့ကမ္ဘောဒီးယားမှာမလုပ်လဲဆိုတော့အမေရိကန်ဥဆောင်နဲ့ကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုမှာလည်းကျွန်တော်ပြောခဲ့တယ်စစ်စင်ကြီးလုပ်နေတယ်ဆိုပြီးတော့နော်အဲ့တော့အခုအရေးယူဆောင်ရွက်မှုတွေလုပ်နေပါပြီအဲ့ဒါပါလဲဆိုတော့ဒီချန်ချင်းပေါ့ချန်ချင်းဆိုတာကအဲ Prince Group ပေါ့နော် Prince Group ကိုတီထောင်တီထောင်တဲ့ကမ္ဘောဒီးယားအဲအစိုးရခေါင်းဆောင်အနေနဲ့နှိစက်တဲ့ကောင်ပေါ့အဲကောင်တရုတ်တရုတ်တရုတ်နော် အဲ့တော့ဒီကောင် online လိမ်လည်မှုတွေ online လိမ်လည်မှုတွေခေါင်းဆောင်တူဖြစ်ဆွဆွဲခံထားရဲ့အကောင်ပေါ့နော်အဲဒီကောင်ကဘာလဲဆိုတော့ pit veteran pit veteran scam ပေါ့နော်အဲ့ဒါကိုဦးဆောင်နေကောင်ပေါ့နော်အဲ့တော့အခု American ရဲ့ UK ရဲ့ Korea ရဲ့ Singapore ပါဝင်အဲ့နိုင်ငံတွေကအခုအဲ့စစ်စင်ကြီးမှာသူ့ရဲ့ပိုင်ဆိုင်မှုပေါ့နော် American dollar 15 billion Bitcoin 15 billion အထိတိမ့်နေတယ် လဲတာမဟုတ်ဘူးနော်စဉ်းစားကြည့်15ပြည်လေနော်အဲ့မှာအဆောက်အဦတွေပါတင်စီရမိတယ်ပေါ့နော်အဲ့တော့အဲ့ဒီပိတ်ဆို့အရေးယူမှုတွေကိုအော်တိုဘာလထဲမှာအကြီးကျယ်လုပ်ခဲ့တာ US ရယ် UK ရယ်ပူးပေါင်းပြီးတော့မှာနော်အာ14ရက်နဲ့18ရက်ဝန်းကျင်ပေါ့နော်အကြီးကျယ်ကိုပြင်းခဲ့တာအဲ့မှာ15ဘီလီယံဆိုမနေ့ဦးကနော်အဆောက်အဦတွေ Bitcoin ဆိုလို့ရှိရင်အာ3,2287 Bitcoin ဒေါ်လာက15ဘီလီယံအဲ့တော့ အဲ့ဒီတိမ့်ဆိတ်မှုကြီးอ่ะခင်ဗျအမေရိကန်တရားရေးဌာနရဲ့ DOJ ပေါ့နော် DOJ ရဲ့တမိုင်းမှာအကြီးအမားဆုံးတိမ့်ဆိတ်မှုတဲ့ကြောက်စရာကြီးเนาะနောက်တစ်ခါ UK လန်ဒန်မှာရှိတဲ့ Euro စနစ်တန်းတန်အင်ကြီးနောက်တစ်ခါအဲ Euro 95တန်းနဲ့တန်းတရာတန်းအဆောက်အအုံတွေအပါအဝင်တဲ့ပိုင်ဆိုင်မှုတွေကိုအားလုံးပိတ်ဆို့ထိန်းချုပ်ခဲ့ရတယ်เนาะနောက်ပြီးတော့စင်ကာပူအခြေစိုက်လုပ်ငန်းစု18စုခန့် ပိတ်ဆို့အေးအေးယူမှုစင်းရင်းထဲမှာလည်းပါသွားတယ်ပေါ့နော်အဲ့တော့ခြံချင်းကတော့ဒီကောင်ကတော့ထွက်ပြီးတိန်ရှောင်သွားတယ်ထွက်ပြီးဝိုက်ဘယ်ရောက်သွားလဲမသိဘူးနော်အဲ့တော့ဘယ်နေရာမှာရှိလဲဆိုတော့အမေရိကန်တရားရေးဌာနကမသိသေးဘူးဆိုပြီးတော့မှထုတ်ပြန်ထားတယ်ပေါ့နော်အဲ့တော့အခုတော့ဒီကောင်ကအဲချန်ချင်းကကမ်ဘောဒီးယားနေပြီးတော့မှကိုပိုင်ချက်လီနဲ့ထွက်ပြေးတင်းချောင်သွားခဲ့တယ်။ဘယ်နိုင်ငံသွားလဲတော့မသိဘူးเนาะ။အဲ့တော့ဒီဖန်စီရေးယူမှုက ဘလောက်ထိပြင်းထန်လဲဆိုတာဒါအခုဖော်ပြနေတာဒီစစ်စင်ကြီးကတော်တော်ပြင်းထန်တဲ့သဘောရှိတယ်နော်အဲ့ဒါဟုတ်ကြောက်တာအဲ့တော့သူတင်လားဆိုသူနဲ့ပတ်သက်တဲ့သူတွေကအခုထွက်ပြေးကုန်နော်အဲ့တော့ချန်ချင်းထွက်ပြေးတဲ့အချိန်မှာပဲကမ္ဘောဒီးယားအာဏာပိုင်တွေနဲ့နှီးစပ်တဲ့ထိုင်းနိုင်ငံရေးသမားတွေထိုင်းနိုင်ငံရေးသမားတွေသူတို့လက်ထွက်ပြေးရတာနော်ကိုဝန်ချက်လေးနဲ့ထွက်ပြေးတယ်လို့ပြောတယ်အဲ့တော့မင်းအောင်နိုင်ကခင်ဗျဒီဘက်မှာကြောက်ချီးပန်းပြီဗောနော်ဥပမာဟိုကင်နေတဲ့အခါကျတော့သူဒီဘက်မှာချီးပန်းပြီလေ အဲ့တော့ဒါကဘာလဲဆိုတော့သူတို့ရှိကို DPR တွေကလာတော့မယ်ဆိုတော့သူတို့ကောင်းကောင်းသိတယ်။ဒါကြောင့်လဲရှောက်ပြီးမဟုတ်ဒုက္ခတွေရှောက်ဘုံခွဲပြီးတော့မှအဆောက်ဦးကောင်းဦးမျိုးရှောက်ဖြတ်စည်းနေတယ်။ဘာဖြတ်စည်းစရာလိုလဲ။ဘာမှဖြတ်စည်းစရာမလိုဘူးလေ။ဒီအဆောက်ဦးတွေကခင်ဗျာဘာဘာအန္တရာယ်မှပြီးမှာမဟုတ်တရားဘူး။ဟုတ်တယ်မလားနော်။အဲ့တော့အဆောက်ဦးတွေကိုမိုင်းခွဲပြီးခင်ဗျာအစားဖြောက်ဖြတ်စည်းနေတယ်နော်။အဲ့တော့ကမ်ဘောဒီးယားကချန်ချင်းရဲ့အင်ပါယာဖြိုချခံရတယ်။အဲ့တော့တရုတ်နဲ့အမေရိကန်ရဲ့ PR တွေကလည်းဒီ KK ဘတ်နော် KK ဘတ်ရဲ့လိန်လယ်မှုစင်တာနောက်တစ်ခါကျွန်တော်တို့ဒီ ရွှေကုတ်ကိုနော်ရွှေကုတ်ကိုလိုနေရာမျိုးတွေဒါတွေပေါ့နော်ဒါတွေဖြစ်နေတဲ့အခါကျတော့ဒီဒီအရင်နဲ့ဆက်ဆက်တဲ့တည်င်းအချက်လက်တွေအထောက်အထားတွေရမှာစိုးတဲ့အခါကျတော့ဒါအခုဖြက်စီးပြီးတော့မှကဘာကြီးကိုမျက်လက်ပြနေတာပေါ့ဗျာဒါပေမဲ့သူတို့လောက်တာကိုကျွန်တော်ခဏခဏပြောသလိုပါပဲမူလာရန်ကလေးကသူငယ်ရန်ကလေးကဒေါက်တာဘွဲ့ရထားတဲ့လူတယောက်ကိုလိန်နေသလိုပဲလို့နော်အဲ့တော့လာတော့လာမှာနော်လာတော့လာမှာအခုတော့ ီပြောရလို့ရှိရင်ကြားပြန်ကိစ္စနောက်မိုးရေဆေးဝါးကိစ္စအမေရိကန်ကမြန်မာကိုဆင်းသွင်းလာတယ်ကြားပြန်သည်ကျွန်တော်ခဏခဏပြောနေသလိုပဲကွန်ကရစ်ထိရောက်နေတာဖြစ်တဲ့အတွက်လာမယ်လို့တော့ထင်တယ်ဥပကကမ်ဘောဒီးယားမပြီးသေးလို့ပေါ့နော်အခုကမ်ဘောဒီးယားပြင်းနေတာတော်တော်အရှိန်ရနေပြီဗျာနော်အဲ့တော့ဒီရေးယူမှုကိုဘလောက်ထိဒီကောင်တွေထိတ်လန့်နေသလဲဆိုတာကဒီကောင်တွေရဲ့လက်ရှိလုပ်ရက်တွေကတက်တည်ပြနေတယ်ပေါ့နော်အဲ့ဒါကြောင့်လဲဒီအခြေအနေတွေရောက်လာလို့လဲဆော့ချစ်သူကပထမတော့ဆော့ချစ်သူက KNU နဲ့သဘောတူညီမှုရှိနေမယ်ဗျာနော် အဲ့တော့ American Congress ကနေပြီးတော့မှဒီကြပြန်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ Congress ကိုတင်သွင်းတဲ့အချိန်မှာမရောက်နိုင်တဲ့ဆော့ချစ်သူတွေပေါင်းပြီးတော့မှဒါကိုကာကွယ်ဖို့အတွက်သူတို့စ조사အားထုတ်ကြတယ်လို့ကျွန်တော်ကတော့ဒီလိုမြင်နေပေါ့နော်အဲ့တော့ခြံကြီးနဲ့ထိုင်းနိုင်ငံထိုင်းနိုင်ငံရေးသမားတွေပါဝင်ပတ်သက်မှုကဘာကိုပြောချင်တာလဲဆိုတော့မကောင်းမှုကစိတ်ကြွေရမရှိဘူးနော်စိတ်ကြွေရမရှိဘူးဒါစကားနဲ့တက်တည်ပြနေတာပေါ့အဖြစ်ပြက်တွေကတက်တည်ပြနေတာနော် တော့နိုင်ငံတကာအတိုင်းဝိုင်းကပါဒီရာဇဝတ်ကွန်ရက်တွေကိုတိုက်ဖြတ်နေပြီဆိုတာကိုဒေဟောင်းနေကောင်းကောင်းသိနေလောက်ပြီเนาะအဲ့တော့ level အသီးသီးကပါဝင်ပတ်သက်တူတူလည်းဒါအခြေခံနေပြီပေါ့เนาะဒီကောင်းနေပါနေတယ်ဆိုတာခင်ဗျာမသိစရာအကြောင်းမရှိဘူးအမေရိကန်ရဲ့ CIA ကဒါအကောင်းတာเนาะမရောက်နိုင်ကိုယ်တိုင်ပါနေတယ်ဆိုတာသိကိုသိတယ်ဗျာเนาะအဲ့တော့ခြံချင်းလိုပဲဒေါ်လာဘီလီယံပေါင်းများစွာเนาะပိုင်ဆိုင်ထားတဲ့မင်းအောင်နိုင်တို့အုပ်စုနောက်ပြီးတော့စောချက်သူတို့အုပ်စုတို့ရှိကို ဒီစစ်စင်ကြီးတွေကမလွဲမသွေရောက်လာနိုင်မယ်လို့ကျွန်တော်ကတော့ထင်တယ်နောက်တစ်ခုကတော့ရှက်ချင်းချန်းရှက်ချင်းချန်းကိုလည်းထိုင်းကနေပြီးတော့တရုတ်ကိုလွှဲပေးလိုက်ပြီလို့ပြောတယ်နော်အဲ့တော့ရှက်ချင်းချန်းကိုစစ်ဆေးတဲ့နေရာမှာလဲဒီမြန်မာနိုင်ငံတဲကဒီကြားဖြတ်လိမ်လည်မှုတွေနဲ့ပတ်သက်ပြီးတော့မှဘယ်ကောင်တွေပါနေလဲဆိုတော့ထိုင်းကတရင်ရရှိပြီးသွားပြီထိုင်းကရပြီးသွားပြီအဲ့ဒါတော့နော်အဲ့တော့တိနေပြီဗျာဒီကိစ္စတိနေလို့ဒါတစင်ချင်းတစင်ချင်းလာတယ်နောက်တစ်ခါ ဒီမြန်မာပြည်မှာရှိတဲ့ကြားဖြန့်စစ်စင်ရေးရဲ့နာမည်ကိုအခုချိန်ထိဒီကြားဖြန့်စစ်စင်ရေးကပြီးသွားပါပြီဆိုပြီးတော့မှထိုင်းရထုတ်ပြန်ထားတာမရှိသေးဘူးအဲ့တော့ကမ်ဘောဒီးယားကိုသူတို့စစ်စင်နာမည်ပါတယ်မင်းအောင်ကျန်းတို့မင်းအောင်ကျန်းတို့နော်ကျွန်တော်တို့ဒီစောချက်သူတို့စောချက်သူတို့ကိုလုပ်တဲ့စစ်စင်ရေးကြတော့အဖတက်ကလင်းဖတက်ကလင်းဟုတ်တယ်နော်ဖိန်ဖိန်တက်ကလင်းဖိန်တက်ကလင်းအဲ့လိုခေါ်မှာပေါ့နော်အဲ့ဒီစစ်စင်ရေးတွေကမပြီးသေးဘူးနော်မပြီးသေးဘူးအဲ့တော့ဒါကကျွန်တော်ကပြီးခဲ့တဲ့ဗီဒီယိုဖိုင်မှာလည်းကျွန်တော်ပြောခဲ့ပြီးပါပြီเนาะအခုထပ်ပြီးတော့မှာ ဒါ update ပေါ့နော်ကမ်ဘောဒီးယားမှာ update ဒီလိုဖြစ်လာတယ်ဒီလိုကြီးကျိန်နေပြီဒေါ်လာတွေကလည်းတလောက်ထိတင်းစီရမိပြီပိတ်ဆို့ထိန်ချုပ်မှုတွေတလောက်ထိပိုင်ဆိုင်မှုတွေနည်းတာမဟုတ်ခင်ဗျအန်ဩစရာကောင်းတော့ Bitcoin ဆိုခင်ဗျတသိန်း1800ဟိုဒေါ်လာဆိုရင်15ဘီလီယံတော့ရှိတယ်နည်းတာမှမဟုတ်တာနော်အဲ့တော့ဒါတွေကိုတင်းစီရမိတယ်ဆိုတော့ဒီဘက်ကကောင်းနေလှုပ်ပြီပေါ့အဲ့ဒီမှာဟိုကောင်ထွက်ပြေးရတာပဲဟိုကောင်က तू ကအဲ့ဒါတရားစွဲခံထားရတဲ့ကောင်လေအဲ့ဒီချန်ချင်းကတရားစွဲခံထားရတဲ့ကောင်ဒီကောင်က ဒီကမ္ဘောဒီးယားမှာရှိတဲ့ဒီစင်တာတွေပေါ့နော် skin core center တွေပေါ့အဲ့ဒီမှာရှိနေတဲ့လူတွေရာပေါင်းများစွာကိုအတင်းအာရမလှဝါစီခိုင်းမှု force labor ပေါ့နော်နောက် တစ်ခါ cryptocurrency ပေါ့နော်အဲ့ဒီယင်းဒီမျိုးနံမှုတွေနဲ့သူလိန်လေခဲ့တဲ့ဟာမျိုးတွေအဲ့လိုမျိုးတွေကိုလေအဲ့သူ့ကိုဒါတရားဆွဲထားတယ်ပေါ့နော်အဲ့တော့လိုက်တော့လိုက်မှာပါတနိုင်ငံမှာတော့သွားမိလိမ့်မယ်ပေါ့နော်ဒါတွေကိုကြားသိနေရတဲ့မေအောင်နိုင်လို့ကချီးထွက်ပြီးကြောက်တာကြောက်ပြီးတော့မှအခု ာရှောက်ပြီးတော့လုံမီလုံရရှောက်လို့တာပေါ့နော်လုံလေလေသူတို့လိန်နေဆိုတော့ပေါ်လေလေပဲနော်အဲ့လိုအခြေအနေမျိုးဖြစ်တယ်အဲ့တော့တေးကြပါတယ်မကြာမီကာလမှာသူတို့အလက်ရောက်ရှိလာတော့မှဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေ့ကျွန်တော်မိတ်ဆွေတွေကိုတင်ပြခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးအားပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြတာပါ